မြတ်စွာဘုရားလက်ထက်ကကောသလမင်းကြီးမြတ်စွာဘုရားရဲ့ထံတော်ဘာကိုရောက်သွားပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်။အရှင်ဘုရားတဲ့ဒီလူသားတွေဒီတတ္တဝါတွေချမ်းချမ်းသာသာလည်းနေခြင်းညတယ်ဘေးကင်းရန်ကင်းလည်းနေခြင်းညတယ်။ဒါပေမဲ့တတ္တဝါတွေမချမ်းသာအောင်စိတ်တွေဆင်းရဲအောင်ပူလောင်အောင်အကျိုးမဲ့အောင်ဘယ်လိုစိတ်ဓာတ်တွေကပြုနေတာတုံးလို့မြတ်စွာဘုရားကိုမေးတော့အဲ့ဒီမှာမြတ်စွာဘုရားကတခါကြီးအလိုဆန္ဒတွေ မကြည်နှံ့မှုတွေတွေးဝေးမိုက်မဲမှုတွေဒီမကောင်းတဲ့စိတ်တွေဟာတတ္တဝါတွေကိုဆင်းရဲအောင်ပင်ပန်းအောင်အကျိုးမဲ့အောင်ပြုနေတာပဲဆိုပြီးတော့နေကုန်းကျုပ်လေးမှာဂါထာလေးတစ်ပုဒ်မြတ်စွာဘုရားကောသလမင်းကြီးကိုဟောထားတာရှိအဲ့ဒီမကောင်းတဲ့စိတ်တွေဖြစ်လာပြီဆိုရင်အဲ့ဒီမကောင်းတဲ့စိတ်ကိုအဖြစ်ခံတဲ့ပုဂ္ဂိုလ်ဟာ ဘာနဲ့အလားတလံတူတယ်လဲဆိုတော့မကောင်းတဲ့စိတ်တွေကိုယ်တဏ္ဍမှာဖြစ်လာရင်ဘာနဲ့တူတယ်လဲဆိုတော့ဝါသည်သီးပြီဆိုတော့အဲ့ဒီဝါသည်လည်းသီးပြီရောဝါပင်ဟာတည်တော့တာပဲဟုတ်ရဲ့လားကျူသည်သီးပြီပြီဆိုရင်အဲ့ဒီကျူပင်ဟာတည်တော့တာပဲအဲ့ဒီဝါသည်ကျူသည်ဟာသူ့ရဲ့မိခင် အပင်ဖြစ်တဲ့ဝါပင်ကျူပင်ကို အသေးတတ်တယ်လို့မျိုးမကောင်းတဲ့စိတ်တွေမိမိတို့ရဲ့တတိပညာလိဟင်းမှုကြောင့် ဖြစ်ပေါ်သွားတာနဲ့တပြိုင်တည်းထင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝကိုဆင်းရဲအောင်ဒုက္ခရောက်အောင်တပ်ဖြတ်သောနီးနဲ့တပ်ဖြတ်တက်တယ်တဲ့ဒါကြောင့်မကောင်းတဲ့စိတ်တွေဖြစ်ရတာဟာဒီဒေသနာတော်အလိုရသေသည်သီးတာဟင်ဒကမကြီးတွေမကောင်းတဲ့စိတ်ဖြစ်ရတာဟာဘာဖြစ်တယ်သေသည်သီးတာဗျဒီနေရာမှာသေတယ်ဆိုတာကလည်းပဲအမျိုးမျိုးရှိပါဘုံကနေလဲပြီးတော့မလှုပ်နိုင်မရှားနိုင်အသက်ရှူရက်သွားမှသေတာလို့ခေါ်တာမဟုတ်ဘူးလေ အဲ့ဒီသိခြင်းကတော့လူတိုင်းနားလေတာပေါ့ဗျဟုတ်လားနောက်ထပ်သိတယ်ဆိုတာအမျိုးမျိုးရှိတယ်ဒီအသက်ဇီဝိတယုံနာခန္ဓာအစဉ်ပြတ်ပြီးတော့ဘဝပြောင်းသွားတယ်နောက်ဘဝတစ်ခုဖြစ်သွားတယ်ဒါလည်းသိတာပါပဲသို့တော့သိခြင်းကအမျိုးမျိုးရှိတယ်သူတော်ကောင်းသက်သိတယ်ဆိုတာလည်းရှိသေးတယ်သူတော်ကောင်းသက်သိသွားတာလေသူတော်ကောင်းသက်ကဘာလဲဆိုတော့ဟိရိဥတ္တပတရဟာသူတော်ကောင်းရဲ့အသက်တယ်မကောင်းတာလိုရမှာပြောရမှာကိုရှက်တဲ့သဘော မကောင်းတာတွေလုပ်ရမှာပြောရမှာဟာကြောက်เสียကောင်းနေဆင်းရဲတဲ့အကျိုးတွေပြီးမှာပဲလို့နားလည်ပြီးတော့ကြောက်တဲ့သဘောမကောင်းတာဒီသာနဲ့ရှက်เสียမကောင်းတာဒီသာနဲ့လောကမှာကြောက်เสียလို့နားလည်ပြီးတော့အဲ့ဒီရှက်ချင်းကြောက်ချင်းဒီသူတော်ကောင်းတို့ရဲ့အသက်အဲ့ဒီအရှက်အကြောက်မရှိတော့တဲ့တပြိုင်တည်းတည်းသူတော်ကောင်းအသက်သေသွားပြီဟုတ်ရဲ့လားဒါကြောင့်လောဘဒေါသမောဟဖြစ်လာလို့ရှိရင်အဲ့ဒီသူတော်ကောင်းအသက်ကသေတာပဲ